ခမရူညတကောင်မှာမှောင်မင်းနေတဲ့လိုင်ကောင်းအလေမှာမိချစ်တချောင်းချစ်ဖို့တတိရှိပါလားအဲ့ဒီမိချစ်ကိုလေပြင်းကမှုတ်ထုတ်လိုက်ပြီးနောက်ဆူးရှားတဲ့မိန်းကလေးညီတဦးရဲ့အိုဟစ်တန်ကိုကြားရမယ်ဆိုရင်ရောဒီနေ့ကျွန်တော်တို့ဟာကနေဒါနိုင်ငံနိုင်ဂါရာဟီတခွန်အနီးက screaming tunnel လို့လူတိများတဲ့ထူးဆန်းတဲ့နေရာရဲ့လှေဝှက်ချက်တွေကိုဖော်ထုတ်သွားမှာပဲဖြစ်ပါတယ်ကနေဒါမြေပေါ်မှာနာမည်အကြီးဆုံးတဲ့ ချောက်စရာအကောင်းဆုံးတရေချောက်တဲ့နေရာတွေတရားတစ်ခုပေါ့ Hi guys မင်္ဂလာပါအင်္ဂလိပ်နေပြန်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ထုံးစံတိုင်း Mr. Annam ပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုမဆက်ခင်မှာခင်ဗျားတို့ရဲ့အကူအညီကိုကျွန်တော်တို့လိုအပ်ပါတယ်ကျွန်တော်တို့ရဲ့နောက်ထပ်ထိတ်လင့်စရာဇလံတွေကိုလက်မလွတ်ရအောင်အောက်က Subscribe ခလုတ်နဲ့ Like ခလုတ်လေးကိုတစ်ချက်နှိပ်ပေးကြဖို့တောင်းဆိုချင်ပါတယ်ကဲ intro လေးပြီးသွားရင်တော့ဆက်ရအောင် ီလိုင်ကောင်းရဲ့ဂန်အယူကိုမလေ့လာခင်သူ့ရဲ့မူလတမိုင်းအကြောင်းကိုအရင်ကြည့်ကြရအောင်ဒီလိုင်ကောင်းဟာစကုရာစုနောက်ပိုင်းဒါမှမဟုတ်20ရာစုအစိုးပိုင်းလောက်ကတိဆောက်ခဲ့တဲ့ကြောက်ထုံးမြေအောင်လိုင်ကောင်းကြီးလေးပဲဖြစ်ပါတယ်လူအများကမိရထလန်လိုင်ကောင်းလို့ထင်ကြပေမဲ့မူလရည်ရွယ်ချက်ကတော့ရည်မြောင်းအဖြစ်တိဆောက်ခဲ့တာပဲဖြစ်ပါတယ် Grand Trunk Railway လမ်းယခု Canadian National Railway ဟာ ဒီအပေါ်ကနေဖြတ်တန်းသွားတာကြောင့်အနီးနားကလေမြေတွေဟာရီမဝက်စေဖို့အတွက်ရီရီစီးစင်းအောင်ဖောက်လုပ်ထားတာပဲဖြစ်ပါတယ်။လေသမားတွေဟာသူ့ရဲ့ဂုံပစ္စည်းတွေနဲ့တရိစံတွေကိုရထားလမ်းအောက်ကနေဘေးကင်းစွာတည်ယူပို့ဆောင်ဖို့အတွက်လည်းတုံ့ခေကြပါတယ်။လှိုင်းကောင်းဟာအရှိ125ပေနဲ့အမြင့်16ပေခန့်သာရှိပြီးတာမန်လမ်းမြောင်းတစ်ခုလိုပါပဲ။ဒါပေမဲ့ဒီယူရှင်းနဲ့ကြောက်တုံးလှိုင်ကောင်းလေးဟာအချိန်ကြာလာတာနဲ့မျှ ကနေဒါရဲ့မှောင်မေးတဲ့အမွေနဲ့တခုဖြစ်လာမယ်လို့ဘသူမှမထင်ထားခဲ့ကြပါဘူး။ဒီလိုင်ကောင်းထေးကဆူဆွတ်မှုမှောင်မေးမှုနဲ့ပိတ်တင်ထက်တဲ့အတန်တွေကဒေတာခံတွေရဲ့စိတ်ကူးစိတ်တန်းတွေကိုလှုပ်ရှားစေခဲ့ပြီးတော့ထိတ်လန့်စရာဒဏ်ရာရီတပုတ်ကိုစတင်မွေးဖွားလာစေခဲ့ပါတယ်။ဒါဆိုရင်ဘာကြောင့်ဒီလိုင်ကောင်းကိုအိုဟစ်တော်လိုင်ကောင်းလို့ခေါ်ကြတာလဲ။အဲ့ဒီနောက်ွယ်ကပုံမင်းတွေကို ်ဆက်ကြည့်ကြအောင် screaming tunnel ရဲ့ပတ်သက်တဲ့ဒဏ်ရာရီတွေကအများကြီးရှိပေမဲ့အဓိကအဖြစ်၃မျိုးရှိပါတယ်မိလောင်မှုကြောင့်တည်ဆုံးသွားရသူဒါဟာအကြောကြားဆုံးပုံမင်းတစ်ခုဖြစ်ပါတယ်အနီးနားကလေအိမ်တိန်ဟာတညမှာမိလောင်ခဲ့ပြီးတော့အိမ်လေးမှာပိတ်မိနေတဲ့သမီးလေးတူဟာမိရှံတွေကြားတဲ့အနီးအသေးအံထွက်ပြေးခဲ့ရပါတယ် သူ့ရဲ့အဝတ်အစားတွေစပင်တွေဟာမီးဆွေးလောင်ရဲနဲ့အကူငင်ရဖို့အတွက်လှိုင်ကောင်းတွေကိုပြင်းဝင်လာခဲ့ပါတယ်။ဒါပေမဲ့ဒန်ယာကပြင်းထန်လုံးလို့လှိုင်ကောင်းအလီမှာပဲလေးချပြီးတော့နာကျင်စွာအိုဟင်းရင်တည်ဆုံးခဲ့ရပါတယ်။အဲ့ဒီကလေးမလေးရဲ့ဝိညာဉ်ဟာလှိုင်ကောင်းထဲမှာညှိတွေ့ကြံရိပ်ခဲ့ပြီးသူ့ရဲ့အိုဟစ်တန်တွေကအခုချိန်ထိပိတ်တင်ထက်နေတယ်လို့လည်းယုံကြည်ကြပါတယ်။နောက်တစ်ခုကြတော့ ဖခင်ရဲ့ရက်ဆက်မှုပုံမြင်ပဲဖြစ်ပါတယ်။ဒီပုံမြင်ကတော့ပူပြီးထိတ်လန့်စရာကောင်းပါတယ်။အချို့ကတော့ကလေးမလေးဟာသူ့ရဲ့ဖခင်လက်ချက်နဲ့တည်ဆုံးခဲ့ရတာလို့ဆိုကြပါတယ်။ခါတီးတဲ့ခွာရှင်ပျက်စီးမှုနဲ့ကလေးအုတ်ထင်းခွင်အငင်းပွားမှုတွေကြောင့်အယက်သမားဖခင်ဟာယွတ်သွက်ဒေါသထွက်ပြီးတမင်းငယ်လေးကိုဒီဆိုင်ကောင်းထေးကိုဆွေးခေါ်လာခဲ့လို့ပြောကြပါတယ်။ပြီးနောက်သူ့ဖခင်ဟာ မင်းငင်လေးကိုတက်စီလောင်းပြီးမီးရှို့တက်ခဲ့တာဖြစ်ပါတယ်ဒီလိုရက်ဆက်တဲ့ဖြစ်ရကြောင့်ပဲကလင်းမလေးရဲ့ဝိညာဉ်ဟာငင်းချမ်းမှုမရပဲနာကျင်တဲ့အိုဟစ်တန်တွေနဲ့အတူဒီနေရာမှာကြံရိတ်ခဲ့တယ်လို့ပြောကြပါတယ်နောက်ဆုံးတစ်ခုကကြတော့စိတ်တက်တာရရဖို့အတွက်အိုဟစ်ချင်းတမိုင်းပဲဖြစ်ပါတယ်ဒါပေမဲ့ဒေတာဟန်တမိုင်းပညာရှင်တချို့ကဒီအကြောင်းအရာတွေကိုတန်လျာရှိကြပြီးကြွေးပြတဲ့ရှင်းလင်းချက်တစ်ခုပေးပါတယ် လှိုင်ကောင်းသားမှာနေထိုင်မှုတဲ့အမျိုးသမီးတဦးဟာသူ့ခင်ပွန်းနဲ့အမြဲတမ်းပြဿနာတက်လက်ရှိပြီးစိတ်ဖိစီးမှုတွေကိုဖေဖျောက်ဖို့အတွက်လှိုင်ကောင်းထေးကိုဝင်ပြီးတော့အော်ဟိခဲ့တယ်လို့လည်းဆိုကြပါတယ်။ကြောက်တုံးလှိုင်ကောင်းရဲ့ထူးခြားတဲ့အတန်ပေးတင်ထမှုကြောင့်သူ့ရဲ့အော်ဟိတန်ဟာတကိတ်ကိုထိတ်လန့်စရာကောင်းလွန်းတာကြောင့်ဒေသခံတွေကဒီလှိုင်ကောင်းကို screaming tunnel လို့နာမည်ပေးလိုက်ကြတာလို့ယူဆကြပါတယ်။ဘေးပုံမြင်ရအမှန်တရားလဲ။ မီးလောင်ကျွမ်းခြင်းလားဖခင်ရဲ့ရက်ဆက်မှုလားဒါမှမဟုတ်အိမ်ထောင်ကြီးစိတ်ပြတ်မှုရဲ့အိုဟစ်တန်လားအမှန်တရားကဘာပဲဖြစ်နေဦးစေဒီလိုင်ကောင်းဟာထိတ်လန့်စရာနေရာတစ်ခုအဖြစ်လူအများစိတ်ဝင်နေကြစေပဲဖြစ်ပါတယ်အခုဆိုရင်ဒီလိုင်ကောင်းကိုလာရောက်ကြသူတိုင်းလှုပ်ဆောင်လေးရှိတဲ့အရေးကြီးဆုံးအရာကိုဒန်နရီရဲ့ရာအကေရဲ့တင်ဟာညတစ်ခေါင်မှာလိုင်ကောင်းအလေကိုရောက်အောင်ရှောက်သွားပြီး ်တစ်သားမိရှင်းစံတစ်ချောင်းကိုချစ်လိုက်ရင်အဲ့ဒီခါမှာဝိညာဉ်မင်းကလေးကြီးဟာကြောက်လန့်တကြားအဝိပီလေပြင်းတစ်ချက်နဲ့မိချစ်ကိုမှုထုတ်ပစ်လိုက်မယ်လို့လဲဆိုကြပါတယ်တေးဖန်းသူတွေဟာဒီဖန်းသူတွေဟာဒီဒလေးကိုလှုပ်ဆောင်ပြီးအတန်ဖန်းကိရိယာတွေကင်မရာတွေနဲ့အပူချိန်တိုင်းကိရိယာတွေအသုံးပြုပြီးတော့စမ်းသပ်လေ့ရှိကြပါတယ် အချို့ကတော့မိချစ်ကိုမှုထုတ်လိုက်တဲ့လေပြင်းဒါမှမဟုတ် EVP electronic voice phenomena အတန်ကြီးကိုတကယ်မှတ်တမ်းတင်နိုင်ခဲ့ကြရလို့လည်းပြောကြပါတယ်။ဒါပေမဲ့အဲ့ဒီလိုခန်းစားချက်ကိုကိုယ်တိုင်ခန်းစားဖူးသူတွေကတော့လုံးဝတာမန်ကိစ္စမဟုတ်ဘူးလို့မြင်ဆိုခဲ့ကြပါတယ်။ D screen tunnel ရဲ့နာမည်ထူချမှုဟာရုပ်ရှင်လောကအထိရောက်ရှိခဲ့ပြီး1983ခုနှစ်က ဒေးဗစ်ရိုက်ကူးထားတဲ့စတီဖန်ကင်းရဲ့ What to the Dead Zone ကိုရုပ်ရှင်ပြန်ရိုက်တဲ့အခါမှာလူတက်မှုမြင်ကွင်းအတွက်ဒီလိုင်ကောင်းကိုအသုံးပြုခဲ့ပါတယ်။ဒီအချက်ကဒီလိုင်ကောင်းကိုသမိုင်းနဲ့တေးထိတ်ရင်ပူမှုနှစ်ခုစလုံးမှာပူပြီးအမြင့်တွေသွားစေခဲ့ပါတယ်။ဒီလိုင်ကောင်းဟာနိုင်ဂါရာရီတခွန်အေရီယာရဲ့မှောင်မဲတဲ့ကဘာတစ်ခုအဖြစ်တည်ရှိနေပါတယ်။နေဟင်ဘက်မှာအေချမ်းနဲ့ လေယာဉ်မြေလမ်းတစ်ခုလိုဖြစ်နေခဲ့ပြီမဲ့ညာဘက်ရောက်တာနဲ့ဒဏ်ရာရီတွေကြောက်စိတ်တွေနဲ့ပြင်းထန်နေတဲ့နေရာတစ်ခု ဖြစ်သွားပါတယ် Screaming Tunnel ရဲ့ဒဏ်ရာရီတွေကဘလောက်ပဲထိတ်လန့်စရာကောင်းပါစေတကယ်ပဲဒီလိုင်ကောင်းထိတ်မှာဝိညာဉ်တစ်ပါးချိန်ရင်နေရာလားဒါမှမဟုတ်ပိတ်တင်ထက်နေတဲ့ကြောက်တုံးလှိုင်ကောင်းရဲ့အတန်လှမ်းတွေကြောင့်ပဲဆိုတာကိုခင်ဗျားတို့ကိုယ်တိုင်ပဲဆုံးဖြတ်ရမှာဖြစ်ပါတယ် ဒီဗီဒီယိုကိုကြံ့ကျင်တဲ့ဆိုရင် like လုပ်ဖို့နဲ့ကျွန်တော်တို့ရဲ့နောက်ထပ်လှဝစမ်းကြတဲ့နေရာတွေကိုလေ့လာဖို့ subscribe လုပ်ထားဖို့မမေ့ကြပါနဲ့ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းပြီးတောက်စရာကောင်းတဲ့ဖြစ်မှန်တွေကိုနောက်ထပ်နားဆင်ချင်သေးတယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel ကို like subscribe and follow လုပ်ထားပေးဖို့မမေ့နိုင်အောင်နော်အားပေးမှုအတွက်ကြီးစိုးအများကြီးတင်ပါတယ်နောက်ဖြစ်ရစမ်းဗီဒီယိုတစ်ခုနဲ့ပြန်လာခဲ့ပါမယ် thank you for watching guys and then see you in the next video peace Thank you.